အားသောဝါလာရှိနေကိုမောင်လုံးများလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဂျွန်လာ24ရက်နေ့ရဲ့နောက်ဆုံးညအာဆင်ညနေသတင်းလေးပုတ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် TikTok YouTube Facebook ကကြည့်ရှုသူများအားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube မှာဦးစားပေးပြီးကြည့်သူတိုင်းအောင်လဲကျေးဇူးတင်ပါတယ် ကဲပထမဦးသင်းတဲ့ပုဂ္ဂိုလ်တော့တိုက်စစ်တောင်ပန်ကစားသမား2ဦးနဲ့ပြောလိုက်ရအောင်သတင်းတဲ့ပုဂ္ဂိုလ်ကစားသမား2ဦးအကြောင်းမှကျွန်တော်တင်ဆက်လေးရှိရဲဒါပေမဲ့ဒီကစားသမား2ဦးကတော့ဟိုတပုတ်ချင်းစီခွဲပြီးပြောရလောက်တဲ့ဒီအချက်လက်တွေအများကြီးမရတာဖြစ်တဲ့အတွက်ကဲတိုက်စစ်တောင်ပန်ကစားသမား2ဦးတည်းက2ဦးကတော့မိုဟာမက်ကူဒတ်ဝက်ဆန်ယူနိုက်တက်အသင်းရဲ့တိုက်စစ်တောင်ပန်ကစားသမားသူ့ရဲ့အေဂျင့်ကိုသူကိုယ်တိုင် changes လုပ်လိုက်တယ်အဲ့ဒါကသူ့ရဲ့အေဂျင့်အရင်တော့ကတော့သူကအမျိုးသမီးအေဂျင့်မော်လီဂျနီဖာနဲ့လက်တွဲတယ်အဲအဲ့ရမှတဆင့်အခု ROOF လို့ခေါ်တဲ့ဒီ roof ဆိုတဲ့ agency နဲ့လက်တွဲလိုက်တယ်အဲ့ roof agency ဆိုတာကအာဆီနယ်ကစားသမားခိုင်ရန်ဘက်အရင်တော့ကစားသမားဟောင်းမီကာဘီရဲ့မဝီလီဘာပူးကဘန်ဒိုက်ဒီအတလနာလော့ကမန်အဲ့လိုကစားသမားမျိုးတွေတကယ်ဒိတ်ဒိတ်ကျဲတွေကို ဝန်ဆောင်မှုပေးနေတဲ့ agency အဲ့ဒီ agency နဲ့လက်တွဲလိုက်ပြီးနောက်ပိုင်းမှာတော့ဒီຫນွေဈေးကွက်မှာအသင်းကြီးတသင်းကိုပြောင်းဖို့အတွက်အားသုံးခေါ်ဆိုင်လှုပ်လာတာတွေ့ရတယ်။အရင်တော့ကလက်တွဲခဲ့မှုတဲ့အမျိုးသမီး agent ကသူ့ကိုအသင်းကြီးတသင်းကိုရောင်းပို့ပေးနိုင်တဲ့ quality မရှိဘူးလို့ယူဆတာဖြစ်တဲ့အတွက်သူပြောင်းလိုက်တာပေါ့လေ။ Transfer market မှာ EU 55သန်းတန်ရေးရှိရဲ့ဒီဂါနာသားကိုတော်တော်များအသင်းတွေကသဘောကျပြီးမဲ့တကယ်တကယ်ကတော့ website လိုက်တဲ့သတ်မှတ်ထားတဲ့စာချုပ်ဖြတ်သိမ်းရေးဆိုပမာဏတိုင်ပတ်နေတာ။စာချုပ်ဖြတ်သိမ်းရေးကပေါင်85သန်း EU up ဆိုရင်တန်း100 အင်္ဂလန်မှာအသားကျပြီးသားကစားသမားတဦးဆိုရင်လည်းဒီတန်ကြီးကိုတောင်ပန်ကစားသမားတဦးအတွက်ပေးခေါ်ဖို့တက် လက်တွန့်နေကြတယ်။လက်ရှိဈေးကွက်ထဲမှာတော့ဒီကစားမောက်ဆွေးနေနေတဲ့အသင်းထဲမှာအာဆင်နယ်နဲ့ချယ်ဆီရှိတယ်။လက်ပါဘူးကလည်းအနီးကပ်စောင့်ကြည့်မှုတွေလုပ်နေတယ်။ဘယ်အသင်းကတော့ဒီကစားမရတော့မှမသိဘူး။ quality ကစားသမားတဦးပါ။အာယူတို့တစ်ချိန်လုံးကအေဂျက်ကနေခေါ်ဖို့စူးစမ်းခဲ့ပြီးမဲ့အခါနှောင်းသွားပြီးဝဆန်းရောက်သွားခဲ့တာ။အခုအေဂျက်မှာပေါက်တဲ့တန်ကြီးရဲ့နှစ်ဆသုံးဆလောက်နင်းနေကိုဝဆန်းတောင်းဆိုခြင်းနဲ့တစ်ချိန်လုံးကတော့ဒီကစားမောက်သူတို့ခေါ်ခဲ့တုန်းကဒီ ဘလောက်မှတန်ကြီးမရှိဘူးကျွန်တော်ထင်တာမှောက်သူယူတန်း40လောက်ပမာဏနဲ့ဝက်ဆန်းကခေါ်ခဲ့တာအခုဆိုလို့ရှိရင်တော့ယူတန်း100လောက်ရမှာပဲလက်လွတ်ဖို့ပြင်ဆင်နေတယ်အဲ့တော့အေချက်မှာတော့ဒီစားမသည်88ပွဲမှာ29ကိုးသွင်း17လုံးဖိုင်ထားတယ်ဝက်ဆန်းရောက်တဲ့ခါမှာတော့ပွဲပေါင်း80ကစားပြီးအချိန်မှာ19ကိုးသွင်း73လုံးဖိုင်ထားတယ်နောက်တစ်ယောက်ကကျတော့ဒါမန်ဒူကီပေါ့လေမနေ့ကညကဒီတနအိုက်ဝက်2နာရီလောက်ကမှ breaking news တက်လာခဲ့တာအဲ့ဒါကတော့ မီကွဲတီလေးဖော်ပြထားတာပေါ့လေသူဖော်ပြထားကြရဆိုရင်တော့အာဆင်နယ်အသင်းတာဝန်ရှိသူတွေကချယ်ဆီတာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့တယ်မန်တူကီနဲ့ပတ်သက်ပြီးပြောင်းရွှေ့ချင်ဘယ်လောက်ထိကြားသိနိုင်လဲဆိုတဲ့အခါမှာချယ်ဆီကတော့ဒီကစားသမားကိုသူတို့ပေါင်တန်း90ရာရောင်းချမယ်ဆိုပြီးအကြောင်းပြန်လိုက်တယ်ဒီအချိန်ကြောင့်အာဆင်နယ်ကဒီတန်ကြီးကိုပေးဖို့စံနာမရှိရဖြစ်တဲ့အတွက်လက်ရှိချိန်မှာနောက်ဆုတ်သွားကြသေးရယ်နောက်တစ်ချိန်တော့ဘလို့ဒစကတ်လုပ်မလဲတော့မသိသေးဘူးအဲ့တော့အင်္ဂလန်ရဲ့ကစားသမားလည်းဖြစ်တယ် home ground player လည်းဖြစ်တယ်အရက်က6ပေရှိတယ်ချက်စီးမှာတချို့ကမကြိုက်ကြဘူးဆိုပေမဲ့ဒီကစားသမားကိုဒီတန်ကြီးကတော့များတော့မှန်တယ်ဗျဒါပေမဲ့အာဆင်နယ်တို့ဒီကစားသမားလိုချင်တယ်ဆိုတော့လေ item recommend ပါလောက်တယ်တင်မှာဘုံဖွဲတို့အာဇာဒရိုက်တာတို့ဆိုတာလေတခါကျရင် item ပြောရတဲ့ list တွေကပဲသူတို့ခေါ်ပေးရတာငွေ300မ300တော့သူတို့အပိုင်းဖြစ်သွားပြီအဲ့ဒီဘက်ကတော့အဲ့တော့23နှစ်ရဲ့အင်္ဂလန်သားတော့2030ခုနှစ်တိချက်စီးနဲ့စာချုပ်ရှိသေးတာဖြစ်တဲ့အတွက်ရောက်လာမယ်မလာဘူးဆိုတော့တချက်တော့စောင့်ကြည့်အောင်မယ်ဘာလို့လဲဆိုတော့ ်ချက်စီးကဈေးဆက်ပြီးကြိုင်ထားမလားအာဆင်နီယားပဲဇီလန်တရက်ကိုတိုးပေးသွားမလားကစားသမားရောချက်စီးကနေထွက်ခွာဖို့အဆင်သင့်ဖြစ်ပါမလားဒါတွေကိုတစ်ချက်ကြည့်ရမယ်တေချာတို့ကတော့မန်တူကီယိုခေါ်တယ်ဆိုတာကတော့ဆာကာဘက်ကအနေနဲ့ခေါ်တယ်လို့ပဲကျွန်တော်တူဦးရဲ့အမြင်အရဆိုရင်တော့အဲ့လိုထင်တယ်2023စောင်းစည်းကွက်မှာတော့ PSV အသေးစိတ်အနေဖြင့် Euro 35သန်းနဲ့ပြောင်းလာတဲ့ကစားသမားကိုအခုသူတို့သတ်မှတ်ထားတဲ့ပေါင်သန်း90ဆိုတာ Euro အဖြစ်ဆိုရင်တန်း60ဆွန်းဆွန်းလောက်ရှိတယ်သူတို့ဝယ်ရင်းစည်းရဲ့နှစ်ဆ မရှိတရှိတော့ကိုဒါတင်ပြီးရိုက်တယ်လို့ပြောလို့ရတယ်။ဘာပြောပါအာဆင်နယ်တို့ကလည်းသဘောကျပြီဆိုချဲစီပလေယာမှချဲစီတို့ကလည်းအာဆင်နယ်ဆိုရင်တော့ဆွေမျိုးပေါက်ဖို့လို့ဖြစ်နေကြတာဖြစ်တဲ့အတွက်ဒီပြောင်းရှိမှာဘာဖြစ်လာမလဲကျွန်တော်စောင့်ကြည့်သွားမှာပါ။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဂျော်ရဲဟာတူနဲ့ပတ်သက်သတင်းပေါ့လေ။ကြံခဲ့တဲ့တပတ်လောက်ကတော့မှဂျော်ရဲဟာတူကိုဘယ်နှစ် contract နဲ့ Arsenal ကကမ်းလှမ်းခဲ့သေးတယ်။ကစားသမားနဲ့ဒါနှစ်ကိုကြားဘာညာဆိုပြီးသတင်းတွေထွက်ခဲ့သေးတယ်။အခုနောက်ဆုံးရတာကတော့ဒီ breaking news ရဆိုလို့ရှိရင်တော့ဂျော်ရဲဟာတူရဲ့ agent ကလန်ဒန်ကိုရောက်နေပြီ။ ်အာဆင်နယ်တင်းတာဝန်ရှိသူနဲ့အပြောင်းအလဲကိစ္စဆွေးနွေးဖို့အတွက်ဆိုပြီးဖော်ပြသွားတယ်အာဆင်နယ်ကလည်းချယ်ဆီကိုကြော်လွန်ပြီးဒီကစားသမားကိုခေါ်လွန်ခေါ်ခြင်းနဲ့ဆိုပြီးတော့ကြားသိရတယ်ပေါ့လေအဲ့တော့ပုံကိုကြီးကိစ္စရတော့ပြဿနာမဟုတ်ကစားသမားလည်းအာဆင်နယ်ကိုလာခြင်းနဲ့ ဒါပေမဲ့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ထိုက်တန်တဲ့ကြီးတစ်ခုကိုအေချက်ကိုပေးနိုင်တဲ့အသင်းကပဲဒီကစားမောက်ခေါ်သွားမယ်။အဲ့တော့ Transformer ကမှ UO တန်30တန်ကြီးရှိရဖြစ်ပေမဲ့ဒီကစားမောက်ခေါ်ခြင်းနဲ့အသင်းတွေကတော့ UO တန်60နဲ့60ကြာကြာတင်သွားနိုင်ဆိုပြီးတော့သတင်းကြီးမြစ်တော်များတော့ဖော်ပြနေပါတယ်။16နှစ်ရဲ့ Netherland လက်ရွေးစင်ကတော့2028ခုနှစ်တိအေချက်နဲ့တတန်းရှိတဲ့အမှိမဲ့ဒီຫນွေစည်းကွက်မှာတော့အသင်းတင်းကိုသွားခြင်းနဲ့ဆိုပြီးတော့ report တွေကဖော်ပြထားပါတယ်။ကြံခဲ့တဲ့ ဒီဘောလုံးရာသီမှာတော့ပွဲပေါင်း90မှာ48ပွဲအထိပွဲထွက်ထားတယ်။အေဂျက်ကတကယ်ကိုမှ quality player ရောင်းမယ်ဆိုလဲဈေးကောင်းရတော့မှရောင်းမယ်ဆိုပြီးတော့အယောင်းတင်ထားတဲ့ player ပေါ့လေ။သူကတော့3ကိုသမီး6လုံးပိုင်းထားတယ်။သူ့ကိုဝယ်မယ်ဆိုရင်တော့နှစ်နေရာအထိအသုံးပြုလို့ရတယ်။အဲ့ဒါကဘယ်ဘက် full back နေရာမှာရေဘဟုခန်စစ်နေရာမှာရေနှစ်နေရာလုံးသုံးလို့ရတယ်ပြီးတော့ Arsenal မှာလည်း A-check ကနေပြောင်းလာခဲ့တဲ့ Julian Timber လို့အပြောင်းရွှေ့မျိုးတွေရှိခဲ့တာဖြစ်တဲ့အတွက် Nondor Senior ရဲ့လမ်းစဉ်ကိုလိုက်မယ်ဆိုရင်တော့ Arsenal က တကယ်တကယ်တရားဝင်ကန့်လန့်မှုတွေဒိုင်းတူကန့်လန့်မဲ့ဆိုရင်တော့ဦးစားပေးကစားသမားကိုဆွဲဆောင်နိုင်ကြတော့ရှိရပေါ့လေအဲ့တော့ကျောင်းကြီးကိုရောဘလို့ထင်လဲတချို့တွေကတော့ပြောတာပေါ့လေအသင်းအတွက်အရေးပါတဲ့တိုက်စစ်မှုတွေတိုက်စစ်တောင်ပန်းတွေမဝယ်ဘဲနဲ့ဘာလို့များခံစစ်မှုတွေဝယ်တယ်ဘာညာအမှန်တကယ်တော့လေခံစစ်မှာကထွက်မဲ့လူတွေကတပုံးများအခုတရားနေထွက်သွားပြီဗျာစင်းချံကူကနေလားညလားမသိဘူး ပြီးတော့ခီဗီရောအစ်တင်မှာဆက်နေမှာမှိုင်မဲ့မြင်မားတဲ့ပြောင်းရွှေ့ကြီးရောက်လာလို့ရှိရင်အာဆင်နယ်ဘုတ်ဖွဲ့ကစိတ်ပြောင်းသွားနိုင်တယ်ပြီးတော့ဂေဗီယယ်မကာကြီးနဲ့ဝီလန်ဆာလီဘာလည်းပွဲတွေအကုန်လုံးမြောက်တဲ့ဖြုတ်ဖို့ဆိုရင်မမြင်ရတဲ့အင်ဂျူရီအခြေအနေဆိုတာရှိသေးတယ်အဲ့ဒီအတွက်ဘဟုခန်စစ်တော့ဘယ်ဘက်ခန်စစ်အစွန်တော့ကိုဒီကစားမောက်ခေါ်လို့ထင်တယ်ပြီးတော့ကာလာဖီယူရီဆိုတာလည်းတည့်ရတိုင်းပဲဒယာမကြခဏရတတ်လို့ဒီလူးဝစ်ကယ်လီဆိုတဲ့ player လေးကိုလည်းဒါဘယ်ဘက်ချမှာပဲထောက်ရှောက်ထားတော့အောင်အခုဆိုကျွန်တော်တို့အားကိုးရပါတယ်ဆိုတဲ့ဂျူရီယန်တင်မာရဲ့ဒဏ်ရာခွဲစိတ်ထားတဲ့အနေထား ဘန်ဝိုက်ကလည်းကြံကြရတဲ့ခွဲစိတ်ထားပြီးပြန်လာတာမကြသေးဘူးအဲ့တော့အသင်းကလည်းအဲ့ဒီခက်စစ်ပိုင်းအင်အားဖြစ်တင်ဖို့အတွက်အားသုံးခွန်ဆိုင်လုပ်နေလို့တော့ကျွန်တော်ကတော့ထင်ပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ Sunsport ကဖော်ပြထားပါလေဒါကတော့ဇင်ချန်ကိုနဲ့ပတ်သက်တဲ့တင်းပါဇင်ချန်ကိုကိုလက်ရှိချိန်မှာဖူဟန်အသင်းကလည်းစိတ်ဝင်စားလာပါတယ်ဇင်ချန်ကိုကလည်း ပရီးမီးယားလိမှာဆက်ပြီးနေခြင်းနဲ့နေခြင်းမှာပေါ့သူ့ကိုစိတ်ဝင်စားလာတဲ့ဖူဝန်ဆိုတာကလန်ဒန်မြို့ကံပြန်ပြပဲလေဘဲမှသွားရမလို့လန်ဒန်မြို့မှာတင်ဘောလုံးဆက်ပြီးကစားလို့ရတယ်အိုးမောကအိမ်မကွာအဲ့လိုအနေထားမျိုးမှာပြီးတော့ဒီစားမောကိုစိတ်ဝင်စားတဲ့အသင်းတွေရှိပါသေးတယ်အဲ့ဒါကတော့ AC Milan လို့လို့အသင်းမျိုးတွေဒါပေမဲ့ ီကစားသမားနဲ့ပတ်သက်ပြီးခေါ်မယ့်ပြောင်းရွှေ့ရဘာမှမကုန်ဘူးအခုဆန်စပေါ်ရဲ့ပေါ်ပြတာကြရရဆိုရင်တော့ဖူဟန်ကပေါင်၁၀တန်းလောက်သုံးပြီးဒီယူကရိန်းသားကိုခေါ်ဖို့အတွက်ပြင်ဆင်နေတယ်အာဆင်နယ်ကတော့ပေါင်၁၂.၈တန်းလောက်လိုချင်တယ်လို့ကြားသိရတယ်တိတ်တော့မကွာဘူးဗျအတွန်ဘောနက်ပါညာနဲ့ဆိုရင်အဲ့တော့အာဆင်နယ်တို့ပထမသတင်းထွက်ထားတဲ့အချိန်မှာ UO ၅တန်း၁၆တန်းပတ်ချလေလောက်ဒါပေါင်နဲ့တွက်မယ်ဆိုရင်တော့အလောက်တော့ကြားတင်သွားမယ်အဲ့တော့ AC Milan ကဒီကစားသမားကိုခေါ်ဖို့အတွက်ငွေကြေးသုံးဖို့အတွက် ready ပဲဒါပေမဲ့ကစားသမားတော့ဘယ်အသင်းကိုပဲသွားရသွားရတယ် အာဆင်နယ်မှာရတဲ့တပတ်ပေါင်တသိန်းခွဲထက်နည်းနည်းလေးပဲရော့ပြီးလိုချင်လို့ကြားသိရတယ်။အာဆင်နယ်မှာသူ share ရတာမှန်တယ်။ဒါပေမဲ့နောက်ထပ်သွားမဲ့အသင်းတွေက class တစ်ခုနိုင်တာဖြစ်တဲ့အတွက်ဒီလိုအသင်းတွေသွားတဲ့အခါကျရင်တော့ तू ကလောက်ခရစာကိုထိုက်တဲ့တန်တန်လိုချင်တဲ့အတွက်ခေါ်မဲ့အသင်းတွေကပျောက်ရွှေ့ခြင်းကိုခေါင်းနဲ့မရှိမဲ့ကစားသမားတွေလောက်ခရလက်တာတော့တော်တော်လေးဆွေးနွေးရမယ့်နေရာရှိရဲ။အဲဇင်းချန်ကိုအကြောင်းပြောမယ်ဆိုလို့ရှိရင်တော့အသင်းမှာသူ့ရဲ့ အနာဂတ်စီစဉ်တော်တော်လေးပါရသွားပြီ။သူကဒုတိယတရားနည်းဖြစ်လာမယ့်အနေထားကိုမြင်တာဖြစ်တဲ့အတွက်ဒီຫນွေဈေးကွက်မှာပြောင်းဖို့ပြင်ဆင်နေတာ။ကျွန်တော်ဇင်းချန်ကိုလေဖူဟန်သေးကိုသွားစီရင်လေကိုစီကထွက်သွားတဲ့ပလေယာကြီးဗျာ။ဟိုပီပကလပ်တင်သွားတဲ့ဆိုင်ရင်ကြီးချောက်ကြီးတဲ့ပြန်ပြန်မဟုတ်လို့ရှင်တော့ဖူဟန်ကိုသွားစီခြင်းနဲ့ဘာလို့ဆိုဖူဟန်အသင်းရဲ့ကစားသမားအာဆင်နယ်ရဲ့ကစားသမားဟုတ်လို့ဖြစ်တဲ့အီဝိုဘီကပြောထားတယ်။ကျွန်တော်တို့အသင်းကအာဆင်နယ်ကစားသမားဆိုရင်အရန်ကြိုက်တာဒီနေ့မှလည်းအာဆင်နယ်ကစားသမားခေါ်ဖို့ရှိပါဆိုပြီးအီဝိုဘီကပြောထားတယ်။အဲတစ်ချိန်တုန်းကဆိုရင်တော့ဒါကြံခဲ့တဲ့ နွေစည်းကွက်မှာတော့ကစမီရိုးလိုကစားသမားမျိုးတွေဟိုးတိတ်တုံကဆို EOB လိုကစားသမားမျိုးတွေကျွန်တော်တို့ဖူဟန်ကိုရောင်းချပေးခဲ့တယ်ပြီးတော့ဝီလျံကိုလည်း free transfer နဲ့လက်လွတ်ခဲ့တဲ့အခိုက်အတန့်ရှိရအခုဆိုလို့ရှိရင်တော့ဇင်ချန်ကိုကြီးအဲ့ရောက်သွားမှလားဆိုတော့ကစားသမားရဲ့လုခလာတာပဲအတိအကျညှိရမယ်ထင်တယ်သူတို့သုံးမဲ့ပေါင်ဆယ်တန်းနဲ့အာဆီယံလူချင်းနဲ့ပေါင်12.8တန်းကတကယ်ကဘောနပ်စ်ဘာညာနဲ့ဆိုရင်တော့ညှိလို့ရတဲ့ပမာဏဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါကိုထွတ်စီမဘောလုံးပွဲလာပြီးတော့ကစားလို့ရနေပါပြီကလပ်ဝေါ်ကပ်ကိုလည်းဝင်ပြီးလောင်းလို့ရလို့ပရီးမီးယားလိလာမယ့်ရန်တိကြလို့ရှင်လဲရှယ်ဖြုတ်လို့ရနေပါပြီဘောလုံးပွဲတွေကစားမယ်ဆိုရင်တော့ကိုထွတ်စီမဘာပြပါဖုန်းနံပါတ်396 646 3033 Telegram နံပါတ်399 9923000တို့ကိုဆက်သွယ်ပြီးတော့ကစားလို့ရနေပါပြီကျွန်တော်စီမဓာတ်ရိုက်ကစားတာဖြစ်တဲ့အတွက်တိလိုတာကိုလည်းပွင့်လင်းလင်းမင်းမြတ်လို့ရပါတယ်ကျွန်တော်စီမလာပြီးဆော့ရလူတွေအားလုံး အနိုင်ရကြပါစီဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့အာဆီနယ်တဲ့တမိုင်းရောက်တစ်လျှောက်ဈေးအများဆုံးရတဲ့အပြောင်းရွှေ့10ခုနဲ့ပတ်သက်ပြီးဖော်ပြပေးတော့ပါပါအပေါ်ဆုံး3ခုလောက်ကိုပဲတကယ်ပြောတော့မယ်ကျန်တာကိုတော့ကျွန်တော်ပပလေးပဲပြောသွားလိုက်မယ်နံပါတ်10နေရာမှာတော့ဂျိုးဝီလော့ပေါင်25တန်းနဲ့နယူကာဆယ်ရောင်းလိုက်တယ်အဒီအန်ဂတ်တီယောက်ကိုပေါင်25တန်းနဲ့ပဲခရစ္စတပယ်လီပေါင်25တန်းနောက်ထပ်နှစ်ယောက်ကတော့ဘာလို့ဖိုလိုင်းဘာလိုကန်ကိုမူနာကို EOB ကို Everton အခုတော့ EOB က full run ထက်ရောက်သွားပြီဗောလေပေါင်26တန်းနဲ့ကတော့ဘန်ပါစီကို United ကိုရောင်းခဲ့တယ်။အဲ့ဒီကာလာတော့အဲ့ပမာဏကတော့မစိုးဘူးပြောလို့ရရင်ပဲဘမ်ပါစီကိုစပီထိန်းထားလိုက်တဲ့လမ်းစဉ်ကိုကျွန်တော်တို့အဲ့တော့ရွေးချယ်ခဲ့တယ်။ဒါပေမဲ့ဆရာသမားကိုယ်တိုင်ကလစ်ချင်တာဖြစ်တဲ့အတွက်အဲ့ဒီပမာဏကိုလက်ခံပြီးပြောင်းရွှေ့လိုက်ရတယ်ဗောလေ။ဟိုတမင်မွေးရင်ကြားဆိုင်ဖြစ်သွားတဲ့အခိုက်အတန့်ပဲ။တေချာချာကြီးကိုကျွန်တော်တို့မွေးခဲ့ရတာ။အကောင်းဆုံးဖြစ်လောက်ပြီဆိုတဲ့အချိန်ကျတော့မှပဲသူများစီပါသွားခဲ့တဲ့အခိုက်အတန့်ဗောလေ။ညံပြင်းတဲ့ပုတ်ဖွဲကအဲ့တုန်းကတနေတယ်ခဲ့တာ။အဲ့တော့ Fabricat ကတော့အဆင့်လေးမှရှိတယ်။ပေါင်29တက်နဲ့ ဘာစီလိုနာကိုပြောင်းသွားတယ်ဒါလည်းသမင်မွေးကြဆိုင်းဇလန်တစ်ခုပဲအဆင့်3ညမှာတော့ဆန်းချက်ကတော့ပေါင်တန်း30နဲ့ယူနိုက်တက်ကိုပြောင်းသွားခဲ့တယ်အဲ့ကာလာတော့ရှုပ်ထွေးနေပြကစားသမားသွားကျင်လာလားကလပ်ကပဲငွေလို့လို့ရောင်းကျင်လာဆိုရှုပ်ထွေးခဲ့တဲ့ကာလာ၄အဆင့်1ညမှာတော့အ ਨੇ ကအဲ့ဒီကာလာတုန်းကတော့အာဆင်တွေကဈေးတကယ်ရခဲ့တယ်ပြောလို့ရတယ်အဲ့ခေအဲ့ဒီကာလာကပေါင်တန်း30နဲ့ရီယိုရောင်းခဲ့တာအ ਨੇ ကကြီးကိုကဲနံပါတ်1ညမှာရှိတာတော့ချမ်ပါလိမ့် လီဗာပူးသင်းကိုပေါင်32တန်းနဲ့ရောင်းခဲ့တဲ့ချန်ပါလေကတော့အာဆင်နယ်သင်းရဲ့တမန်ကြောင့်တစ်လျှောက်ကစားသမားရောင်းချမှုနဲ့အများဆုံးလို့ပြောလို့ရပါတယ်အဲ့တော့ပေါင်32တန်းဆိုတာကအခြားသင်းတွေမှာဆိုလူငယ်ကစားသမားလေးရောင်းချတဲ့ပမာဏပဲရှိတယ်ဒါပေမဲ့အာဆင်နယ်ကတော့ကိုယ့်ရဲ့စီနာလေးပဲကစားသမားကိုရောင်းချတဲ့ခါမှာဈေးအများဆုံးတောင်းနိုင်ခဲ့တာဆိုတော့ကျွန်တော်တို့အနေနဲ့လာမယ့်ရာသီမှာအကိအများအသင်းရလေးတွေတခုခုမပြောကောင်းမဆိုကောင်းရင်းရံခဲ့သည်ဖြစ်တော့တဝက်ကိုအိုက်တောင်စေးရင်ကျန်တဲ့တဝက်ကိုလည်းဘုံဖွဲ့နဲ့ အသင်းပိုင်ရှင်တွေကိုလည်းဆဲဖို့လိုအပ်ပါတယ်။ဒီခါကျရင်ကျွန်တော်ပိုင်ရှင်တွေတော့မပြောချင်တော့ဘူး။ပိုင်ရှင်ကပတ်စံချပြီးလဲအဲ့တော့ကာစီကာစီဘီတထေးကြိုက်လုပ်တဲ့ဘုံဖွဲ့မှာလဲတာဝန်အပြည့်အဝရှိလို့ထင်ပါတယ်။ကဲအစိုးရကြည့်တက်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။အာဆင်နယ်ပလေယာတွေကကျွန်တော်တို့ not for စီပဲ။အဲရောင်းပြီဆိုလို့ရှိရင်လဲပေါင်32တန်းနဲ့ချန်ပါလိန်ကအများဆုံးဖြစ်နေပါတယ်။